ပိပရိပါအန်ဒီစုအန်ဒီစုနေ့ရှိဆက်ပြီးဝင်နေပါကျွန်တော်အန်ဒီစုအပါဝင်နိုင်ငံရေးကျင်းသားအလုံးအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးရပါတယ်ရှင်းဆက်ပြင်းနဲ့မွေးနေ့ရှင်ဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးခရီးကျန်အမေဒေါန်ဆန်းစုကြည်ဟာအသက်80ပြည့်မြောက်လာသည့်တိုင်အောင်ဆရာနာရှင်စနစ်ကိုပြည်သူနဲ့အတူတူနေပြီးတော့အကျဉ်းထောင်ထဲမှာဆက်လက်ပြီးတော့တိုက်ပွဲဝင်နေတဲ့သူတယောက်ပါ1949ခုနှစ်ဇူလိုင်လ19ရက်နေ့ဆိုတာ KSS ဆန်း မြန်မာပြည်သူအားလုံးအလေးမြတ်ပြုကြရတဲ့နေ့တနေ့ပါဗြိတိရှ်အိုကိုလိုနီပြည်မှလွတ်လပ်ရေးရယူပေးခဲ့ပြီးဗြိတိန်ခင်ဟောင်းမြန်မာနိုင်ငံမှလွတ်လပ်သောအချုပ်ချာအာဏာပိုင်သမရနိုင်ငံတော်ဖြစ်နိုင်ငံတော်သည်စနစ်သည့်ထူထောင်ရာမှဦးဆောင်ခဲ့သူဗိုလ်ချုပ်ဆန်းနဲ့အာဇာနီကောင်းဆောင်ကြီးများလှုပ်ကြံတက်ဖြတ်ခြင်းခံခဲ့ရတဲ့နေ့လည်းဖြစ်ပါတယ်ထိုစဉ်ခါက1945ခုနှစ်ဇွန်လ19ရက်နေ့မှာမွေးဖွားခဲ့ပြီးဗိုလ်ချုပ်ဆန်းနဲ့ဇနီးတော်ခင်ကြီးတို့ရဲ့အငယ်ဆုံးနဲ့တုံ့ရီတော်သမီး အသက်နှစ်နှစ်နဲ့တလသမီးရွယ်ထွန်းစွမ်းစုကြည်ကိုနောက်တစ်ချိန်မှာဖခင်လိုပဲမြန်မာပြည်သူတွေရဲ့လေးစားချစ်ခင်အပ်တော့ဒီမိုကရေစီခေါင်းဆောင်အဖြစ်ပေါ်ထွန်းလာနိုင်မယ်လို့ဘယ်သူမှထင်မှတ်ခဲ့ကြလိမ့်မှာမဟုတ်ပါဘူး1988ခုနှစ်မှာစ၍မြန်မာဒီမိုကရေစီအရေးကိုဦးဆောင်သူတို့ဖြစ်နိုင်ငံရေးနဲ့စတင်ဝင်ရောက်လာပြီးနောက်ပိုင်းဒေါ်စန်းစုကြည်ရဲ့မွေးနေ့ကိုနိုင်ငံအနှံ့ပြည်သူများကိုယ်တိုင်ကလူလူလာလာကျင်းပလိမ့်ရှိတဲ့နေ့တစ်နေ့ဖြစ်လာခဲ့ပါတယ်။တန်တိုင်းဆန်ဆန်ထူးခြားစွာနဲ့ မြန်မာပြည်သူတွေကြောင်းမှာသတိတရရှိကြတဲ့16နံပါတ်ဆိုတာဖခင်နဲ့တမီးချာတိုက်ဆိုင်လို့နဲ့အာဇာနည်တူတည်ဆုံခြင်းနဲ့ဒီမိုကရေစီကောင်းဆောင်တူမွေးဖွားခြင်းနဲ့အများဖြင့်ပြည်သူများကြားမှာအမတ်တရားတစ်ခုလည်းဖြစ်လာခဲ့ပါဗါး2025ခုနှစ်ဇွန်လ16ရက်နေ့ကဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ပါ80ပြည့်နဲ့တူလူလောကမှာသက်ရှိကျန်းမာစွာနဲ့ရှင်သန်နေထိုင်နိုင်ခြင်းကမင်္ဂလာတစ်ပါးလည်းဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့နိုင်ငံတကာမှာ ်ထင်ရှားတဲ့နိုင်ငံရဲ့ခေါင်းဆောင်တူဖြစ်တဲ့ဒေါန်ဆန်းစုကြည်ဟာသူ့ရဲ့အသက်80ပြည့်နှစ်မွေးနေ့ကိုအကျဉ်းထောင်ထဲမှာခက်ခဲပင်ပန်းစွာနဲ့ဖျက်သန်းနေရပါလိမ့်မယ်။ပြင်ပနဲ့အဆက်အသွယ်လုံးလုံးလျက်လျက်ဖျက်တော့ခံထားရသဖြင့်ကျန်းမာရေးအခြေအနေမြို့ရှိနေမိကိုလည်းပြင်ပကမာကမသိရပါ။မွေးနေ့မှာအဝေးမှာရှိနေတဲ့တာနူကမိခင်ကိုတွေးဆောင်ခွင့်မရခြင်းမိသားစုဝင်ဆွေမျိုးသားချင်းတူးမှရှိမနေဘဲနဲ့အထူးချမ်းစွာဖျက်သန်းရခြင်းတို့က သူ့ကိုချစ်ခင်လေးစားကြသောပြည်သူများအတွက်စိတ်ထိတ်ခိုက်စရာမွေးနေ့တစ်ခုဖြစ်သလိုသူလူမျိုးရဲ့ကိုမျော်လင့်နှိုးဆော်မှုများတပံနှိုးချလာတဲ့မွေးနေ့လည်းဖြစ်စေပါရဲ့မိမေဟာသူ့ရဲ့တပွားလုံးမှာဒီမိုကရေစီနဲ့လူ့ခွင့်ရတဲ့အတွက်နှိမ့်ညွတ်ခဲ့ပြီးတော့ဘဝရဲ့လေးပုံတပုံကိုလည်းထောင်ထဲမှာဒါမှမဟုတ်အိမ်ကျဲကျုံနဲ့ဖျက်ဆီးခဲ့ရပါရဲ့ဒီလိုဖျက်ဆီးခဲ့ရတာကမြန်မာပြည်နဲ့ပြည်သူတွေပေါ်ထားရှိတဲ့ဂယုနာတရားငြိမ်းချမ်းစွာနဲ့နေထိုင်နိုင်မဲ့ ဒီမိုကရေစီဆန်ပြီးတော့လွတ်လပ်တဲ့မြန်မာပြည်အတွက်ဆိုရက်တကူရဲတော်ရှီမန်းချက်အတွက်ပဲဖြစ်ပါတယ်လို့ကိုထိန်လင်းက၎င်းရဲ့ Facebook စာမျက်နှာကတဆင့်စုဝေတီဗဒေးဝစ်လှုံ့ဆော်မှုမှာအများပြည်သူတို့အသိပေးပြောကြားခဲ့ပါတယ်။1988ခုနှစ်မြန်မာဒီမိုကရေစီအရေးကိုဦးဆောင်ပါဝင်ခြင်းကဒေါန်ဆန်းစုကြည်ဟာအသက်43နှစ်အရွယ်အရွယ်ကောင်းလို့လည်းဆိုရမှာပါ။သူမရဲ့နိုင်ငံရေးဘဝကခက်ခဲကြမ်းတမ်းလာပါတယ်။ရခင်ဆီယနာရှေဟောင်းတန်းရွှေအစိုးရ 22နှစ်ကျော်တက်တန်းတွေနေအကျဲကျုပ်3ချိန်နဲ့15နှစ်ကျော်ဖမ်းဆီးချုံနောင်ထားခြင်းခံခဲ့ရပူပါတယ်ထို့စဉ်ကမြန်မာနိုင်ငံမှာပိမ့်ပိမ့်ပါပါအမျိုးသမီးတို့ကဒီမိုကရေစီလူ့အခွင့်အရေးနဲ့လူ့ကုန်သိက္ခာအတွက်မကြောက်မရွံ့မစုံမနစ်စံစံခံတိုက်ပွဲဝင်နေခြင်းတို့ကြောင့်1992ခုနှစ်ဒီဇင်ဘာ10ရက်နေ့မှာနိုဘယ်ငြိမ်းချမ်းရေးဆုတဆိပ်ကြီးမြင့်ခြင်းခံခဲ့ရပြီးတော့အရှိတောင်အာရှဒေသမှာဒွန်ဆန်းစုကြည်က ပရမဆုံးနှုတ်ဝဲငင်းချင်ရင်စုရှင်ဖြစ်လာခဲ့ပါတယ်1996ခုနှစ်နဲ့2021ခုနှစ်များမှာဒိုစုကိုအရှေ့တီမောနိုင်ငံကောင်းဆောင်ဂျိုးစရမိုဟော်တာနဲ့ဖလာပိုင်နိုင်ငံသူသတင်းစာစရာ မာရီယာရက်စတာတို့လည်းရရှိခဲ့ပါတယ်ဆင်ဆုံးရရဲ့အကျဉ်းသားဘဝဒေါန်ဆန်းစုကြည်ရရှိခဲ့တဲ့စုတစိပောင်ရာကျော်ရှိတဲ့အနက်နိုဘယ်ငင်းချင်ရင်စုကကုန်တိတ်ခအကြီးမားဆုံးစုတစိဖြစ်ပြီးတော့ဒေါန်ဆန်းစုကြည်ကိုယ်တိုင်ရေးသားခဲ့ပြီးအဲ့ဒီနှစ်မှာထုတ်ဝေခဲ့တဲ့ ကျောင်းယုံကျင်းမှလုကင်ရေး Freedom Front ဖီယာဆောင်ကကဘာကျော်ခဲ့ပါတယ်။ဒါပေမဲ့ဒီမိုကရေစီအရေးလှုပ်ရှားရုံးကတိုက်ပွဲဝင်သူတယောက်ဖြစ်ရှိစဉ်ကတကမာလုံးရဲ့အာယုံဆက်ခြင်းခံခဲ့ရခြင်းနဲ့ယနေ့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အကျဉ်းသားဖြစ်အကျဉ်းချခံရသည်မှာလေးနှစ်နဲ့လေးလကျော်ရှိနေပြီးကမ္ဘာအသက်ကြီးဆုံးနိုင်ငံရေးအကျဉ်းသားတို့ဖြစ်လာတဲ့ဒေါန်ဆန်စုကြည်ကိုကမ္ဘာကြီးရဲ့အာယုံဆိုင်မှုများစွာကွာခြားသွားခဲ့ပါတယ်။ကမ္ဘာကြီးကမြမရေးထက် ပို့ပြီးတော့အရေးကြီးတဲ့ဖြစ်ရပ်ကြီးများကိုရင်ဆိုင်နေရတဲ့အချိန်လေးဖြစ်ပါတယ်။ကမာကြီးရဲ့အပြောင်းလဲမြည်သူပင်ရှိစေကောင်းမှုဒေါန်ဆန်းစုကြည်ကိုချစ်ခင်မြန်တို့လေးစားတမိုးထားတဲ့မြန်မာပြည်သူအရေးအတွက်မှလွန်ခဲ့တဲ့38နှစ်အတွင်းရောကြမသွားခဲ့ပါဘူး။ကမာနိုင်ငံရဲ့ခေါင်းဆောင်တွေထဲမှာဒေါန်ဆန်းစုကြည်ကထူးခြားတဲ့စွဲဆောင်မှုအင်အားတစ်ခုဖြစ်ပြီးတော့မြန်မာပြည်သူများက နိုင်ငံတော်ရဲ့မိခင်တပ်ဖွဲ့အမေဆိုပြီးတော့အမျက်တနိုးခေါ်ကြစေ တန်းတားကြစေမျှော်လင့်နေကြစေဖြစ်သည်ယောလိမ့်လာတွေ့မြင်မိကြမှာပါဒီမိုကရေစီရောင်ပြအသွင်ကူးပြောင်းရေးခေါင်းစဉ်နဲ့စနေတကျရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံရေးအပြောင်းလဲလုပ်ပြီးတော့စစ်တပ်အာဏာကြီးဆိုရေးကိုစစ်ကောင်းဆောင်များစနေတကျကြိုးပမ်းခဲ့ခြင်းကိုဒေါန်ဆန်းစုကြည်မသိရှိခဲ့ခြင်းမဟုတ်ပါစစ်ဘုတ်ချုပ်များဆင်ထားသောထောင်ချောက်တွေကိုတီတီနဲ့တွန်းဝင်ခဲ့တဲ့သူတမ်မနိနင်းစီလို့ပြည်သူများကကွန်ပျူအမိပေးခဲ့ကြပါတယ် စစ်တပ်ကိုအကြမ်းမဖက် ထိတ်တရင်ဆိုင်ခဲ့ပြီး၃ချိန်သုံးကနေအကျဲကျုံနဲ့အကျဉ်းချခြင်းခံရပြီးနောက်တိုင်းပြည်ကိုဆီယနာရှင်လက်အောက်ကလွတ်မြောက်ဖို့အတွက်တိကန်ဒီနောက်မှုအ ਨੇ စုံနီလန်ကိုရွေးချယ်ခဲ့ပြီးတော့ဒီမိုကရေစီမကျတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကရွေးကောက်ပွဲကိုဝင်မှုအတွက်ဆုံးဖြတ်ခဲ့ပါတယ်2012ခုနှစ်ကဂျာပြန်ရွေးကောက်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ခဲ့ခြင်းက1988ခုနှစ်ကတည်းကရပ်တည်ခဲ့တဲ့အတိုက်ခံခေါင်းဆောင်ဆိုတဲ့အနေအထားမှာ ဒေါ်ဆန်စုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နိုင်ငံရေးခေါင်းဆောင်မှုအခမ်းအခဏပြောင်းလဲမှုတွေရဲ့အကျိုးအကျေးစဖြစ်ခဲ့ပါတယ်။အန်နီယရှိတဲ့ဆုံးဖြတ်ချက်တွက်ထိုချိန်ကပါတီခေါင်းဆောင်ပိုင်းအတွင်း၌ပင်သူနဲ့သဘောထားကွဲလဲမှု ရှိခဲ့တယ်လို့သတင်းများထွက်ပေါ်ခဲ့ပြီးအတင်ရှားဆုံးမှာတော့ပါတီအတွင်းမှုဖြစ်တဲ့ဦးဝင်းတင်ဖြစ်ပါတယ်။ဦးဝင်းတင်ကသတင်းစာဆရာနဲ့ဆရာနာရှင်တို့ရဲ့နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီးစစ်ခေါင်းဆောင်များကိုကြောက်ဆိုင်ကြောက်သားခဲ့တော့ အခိုင်အမာနိုင်ငံရေးအန်တုကဲ့သို့တယောက်လည်းဖြစ်ပါတယ်။2015ခုနှစ်ရွေးကောက်ပွဲပြီးစစ်ဘုတ်ချုပ်ကြီးများနှစ်ပေါင်းများစွာထိန်းချုပ်လာခဲ့တဲ့အာဏာကိုသူတို့ရဲ့လက်ထဲမှာဒေါအောင်ဆန်းစုကြည်အသာအရာရယူပြနိုင်ခဲ့ပါတယ်။နိုင်ငံတော်အာဏာကိုစစ်ကောင်းဆောင်များထမ်းနဲ့တရားနီလန်ကြားကြပြည်သူထောက်ခံမှုအင်အားနဲ့ငြိမ်းချမ်းစွာနဲ့ရယူပြခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်တွေအတွက်ခါးသီးတဲ့တင်ကန်းစာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာအာဏာက ပြည်သူ့မှဆင်းသက်ပြီး ပြည်သူတွေရဲ့ဆန္ဒမဲကမြည်မြပင်အစွမ်းထက်ကြောင်းဒေါ်ဆန်းစုကြည်ကိုယ်တိုင်တက်တည်ပြနိုင်ခဲ့ပြီးသူပြောခဲ့မှုသောထိခိုက်နှင်းနာမှုအ ਨੇ ဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။ဒါပေမဲ့တိုင်းပြည်ကိုဒီမိုကရေစီစစ်စစ်စီကိုပြောင်းလဲနိုင်မှုအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်ဥတီကြိုးပမ်းလာတဲ့အခါမှာ အာဏာလုံးစုံလလွရမြေကိုကြောက်ရွံ့လာသောစစ်တပ်ရဲ့လက်နက်အားကိုပြီးအာဏာပြန်သိမ်းခြင်းကိုခံခဲ့ရပါတယ်။ ဒေါန်ဆန်းစုကြည်ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်တနေ့ပြေခံနေအချိန်ကြောင်းမှဒေါန်ဆန်းစုကြည်ရဲ့ငြိမ်းချမ်းရေးနိုဝယ်ဆုချီးမြှင့်ခဲ့တဲ့နော်ဝေနိုင်ငံမှာနိုဘယ်ဆုပေးရေးကော်မတီကနှုတ်ဆက်နေခဲ့မှုရပ်တန့်ခဲ့ပြီးသူရဲ့ခြေနေကိုစိုးရင်ကြောင်းနဲ့သူ့အမတရားဖမ်းဆီးပြစ်ဒဏ်ချမှတ်နေခြင်းကိုရှုံချကန့်ကွက်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။နိုဘယ်ကော်မတီရဲ့တခုရဲသောကြေညာချက်ဖြစ်ပြီးနောက်ပိုင်းယနေ့ချိန်ထိနှုတ်ဆက်နေခဲ့ကြပါတယ်။ကဘာကြီးဟာဆီယနာရှင်ဟောင်းတန်းရွှေလက်အောင် 15နှစ်ကြာနေအိမ်အကျယ်ကျုံနဲ့စံစံခံရင်ဆိုင်ဖြတ်ကျော်ခဲ့မှုတဲ့အရှိတောင်အာရှရဲ့ပထမဆုံးငင်းချင်းတွေဝဲဆိုချင်အမျိုးသမီးကိုနောက်ထပ်တစ်ကြိမ်ရက်ဆက်စံကျုပ်တဲ့ဆီယနာရှင်မျိုးဆက်လက်ထဲအကျဉ်းသားဖြစ်ထပ်မံပြီးတော့ကြာရောက်နေခြင်းကိုအလေးထားခရုပြုတင်ပါတယ်။ကမာကြီးဟာဒေါန်ဆန်းစုကြည်ပေါ်မှာမြို့သူပင်သဘောထားပါစေ။ဒေါန်ဆန်းစုကြည်ဆိုတာမြန်မာပြည်သူရဲ့မျှော်လင့်ချက်မြန်မာနိုင်ငံဒီမိုကရေစီရုံးကပ်မှုရဲ့ပြရုပ်ဖြစ်မှရုံးရော့သွားခဲ့ခြင်းမရှိကြပါဘူး။ မြန်မာပြည်သူအများပြားက အမေလို့လေးစားချစ်ခင်မြန်လို့စေဒွန်ဆန်းစုကြည်အသက်80ပြည့်နှစ်မြောက်လာသည့်တိုင်အောင်ဆေးရနာရှင်စနစ်ကိုပြည်သူနဲ့အတူတူနေပြည်တော်အချင်းထောင်ထဲမှဆက်လက်တိုက်ပွဲဝင်နေသည်ကိုကမာကြီးကြားသိနိုင်ပါစေကြောင်းမွေးနေ့ဆုတောင်းပေးလိုက်ပါရစေ။